ကောင်းဆုံးအရာတွေက၎င်းရရဲဆိုတဲ့စကားကိုကြားဖို့ပါသလားဒီစကားကိုပရီးမီးယားလိကလပ်တွေကကြားဖို့ခဲ့ရင်တော့ဒီနှစ်နွေရာသီမှာ ပေါင်3.1ဘီလီယံလောက်သုံးစွဲခဲ့ကြမှာမဟုတ်ပါဘူးအင်္ဂလန်ဘလုံးလောက်ကရဲ့ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေကြားထဲမှာဥရောပရဲ့ထိတ်တန့်ကလပ်ကြီးတစ်ခုကတော့ကမ္ဘာအဆင့်ကစားသမားတွေကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူတဲ့အမှုပညာကိုကျွမ်းကျင်ပိုင်နိုင်စွာပြသနေပါတယ် တို့ဟာငွေကြေးသုံးဆမှုမှာစံချိန်တင်နေတဲ့ဒီခေတ်ကြီးထဲမှာငွေကြေးဟာအတိုင်းအတာတစ်ခုထိပဲအရေးပါကြောင်းသက်သေပြခဲ့ပါတယ်။ဒါဟာလလော့စဲကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံး free transfer နည်းပြူဟာကိုကျင့်သုံးနေတဲ့ဘောလုံးဘယင်ကြီး Real Madrid အသင်းပဲဖြစ်ပါတယ်။ဘာကြောင့် Real Madrid ဟာပြိုင်ဘက်တွေထက်တဆင့်တာနေပါသလဲ။သူတို့ရဲ့အောင်မြင်မှုလှုပ်ဝှက်ချက်ကဘာလဲဆိုတာကို အသေးစိတ်သုံးသပ်သွားမှာဖြစ်ပါတယ်။ Real Madrid အသင်းဟာပြီးခဲ့တဲ့9နှစ်အတွင်းမှာ အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထိတ်တန့်ကစားသမား၄ဦးကို ခေါ်ယူခဲ့ပါတယ်။2021ခုနှစ်မှာ David Alaba 2022မှာ Antonio Rudiger 2024မှာ Kylian Mbappe တို့ကိုခေါ်ယူပြီးတဲ့နောက်အခု2025ခုနှစ်မှာလဘာဘူးအသင်းကနေ Trent Alexander-Arnold ကိုထပ်မံခေါ်ယူခဲ့ပြန်ပါတယ်။ ီအပြောင်းရွှေ့မှာတော့ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာအချိန်မီပါဝင်နိုင်ဖို့အတွက်ယူရိုဆက်တန်းကအနည်းငယ်တော့ပေးခဲ့ရပါတယ်။ပြောင်းရွှေ့ခြင်းပေးစရာမလိုတဲ့ကစားသမားတို့ကိုအချိန်မဆောင်ပဲအမြန်ဆုံးရဖို့အတွက်ပေးခဲ့တာဖြစ်လို့ဒါဟာလဲအလကားပြောင်းရွှေ့မှုနည်းပညာရဲ့အစိတ်ပိုင်းတစ်ခုပါပဲ။ဒီလိုကစားသမားတွေကိုရီးရဲ့အသင်းကဘယ်ကနေခေါ်ယူခဲ့လဲဆိုတာကိုကြည့်လိုက်ရင်ပိုပြီးတော့အံ့ဩဖို့ကောင်းပါတယ်။ဘိုင်ယန်မြူးနစ် Chelsea PSG နဲ့ Liverpool တို့လို့ ဥရောပရဲ့ထိပ်တန်းအကြီးဆုံးပြိုင်ဘက်တွေစီကနေခေါ်ယူခဲ့တာပါမက်ဒရစ်အသင်းရဲ့ဆွဲဆောင်မှုနဲ့ခမ်းနားမှုကကစားသမားတွေအတွက်ငင်းဆန်ဖို့ခက်ခဲတဲ့အရာတစ်ခုဖြစ်နေပုံရပါတယ်လာလီဂါဘောလုံးသတင်းတင်ဆက်သူတူဖြစ်တဲ့ဖေးကီထရိုမယ်လဒီကတော့ရီယယ်မက်ဒရစ်လိုအသင်းကကမ်းလှမ်းလာရင်ဘသူပဲဖြစ်နေပါစေငင်းဆန်ဖို့မဖြစ်နိုင်ပါဘူးဆိုပြီးတော့ပြောခဲ့ပါသေးတယ်ဒီကရန်ဆိုရင်ဒီကစားသမားတွေဟာ သူတို့ရဲ့လက်ရှိကလပ်တွေပြောင်းရွှေ့ခြင်းမရတာမျိုးဖြစ်နိုင်ကြောင်းသိနေကြပေမဲ့ပြောင်းရွှေ့ဖို့အရန်စိတ်အားထက်သန်လွမ်းလာကြောင်းစာချုပ်တက်တန်းကုံဆုံးတဲ့အထိစောင့်ဆိုင်မှုဆန္ဒရှိနေကြပါတယ်။ Real Madrid ရဲ့စူဖလားအောင်မြင်မှုနဲ့ဂုံတိုက်ခါကြီးမားတဲ့တမိုင်းကြောင်းကကစားသမားတွေကိုဆွဲဆောင်နိုင်တဲ့ပြိုဝဲဆန်းကျတဲ့ aura တစ်ခုကိုဖန်တီးပေးထားပါတယ်။ Madrid မှာဒုတိယဆုဆိုတာဘာမှမဟုတ်ဘူး။ဖလားအားလုံးရကိုရရမယ်ဆိုတဲ့အတွေးအခေါ်က တို့ရဲ့ဆွဲဆောင်မှုအဓိကချက်ပဲဖြစ်ပါတယ်။ဒါကြောင့်တို့ဟာအခြားကလပ်တွေမှာရှိနေတဲ့စာချုပ်တွေကိုဖြတ်သိမ်းဖို့အတွက်ဆွဲဆောင်နိုင်ခဲ့တာပါ။ဒါပေမဲ့ဒီလိုအလွတ်ပြောင်းရွှေ့မှုတွေမှာအနေရမရှိတာတော့မဟုတ်ပါဘူး။ကစားသမားတွေအနေနဲ့စာချုပ်တက်တန်းကုန်ဖို့စောင့်ဆိုင်းနေရတဲ့ကာလမှာတို့ရဲ့ကလပ်အသင်းတွေကနေဖယ်ထုတ်ခံရတာမျိုး၊ကြောင်ထိုးထားတာဒါမှမဟုတ်ဝဲထွက်လူစည်းရင်းမှာရွေးချယ်ခံရမှုနည်းပါးတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဥပမာအနေနဲ့ပြောရရင် လိုင်းလီအသင်းကနေဂျိုဗင်တက်ကိုပြောင်းရွှေ့ခဲ့တဲ့ဂျော်နသန်ဒေးဗစ်လိုကစားသမားမျိုးကအဆင်ပြေခဲ့ပေမဲ့သူ့ရဲ့အသင်းဘော်ဖြစ်သူအင်ဂျယ်ဂိုမက်လိုကစားသမားကတော့အသင်းကနေဖယ်ထုတ်ခံခဲ့ရပါတယ်။ဒါဟာကစားသမားတွေသူ့ရဲ့ကစားသမားဘဝကိုလောင်းကျေးထက်နေတာပဲဖြစ်ပါတယ်။ဒါအပြင်ကလပ်အသစ်မှာပိုင်ရှင်အသစ်မန်နေဂျာအသစ်တွေပြောင်းလာပြီးအသင်းအနာဂတ်အစီအစဉ်တွေထဲမပါဝင်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ Real Madrid လိုထိပ်တန်းကလပ်ကြီးတွေအတွက်ကတော့ဒီလိုအနေအထားတွေဟာအင်မတန်နှဲပါပါတယ်။ လာမယ့်2026မှာဘနာဒိုဆေးဘာဂျွန်စတုန်းထရော့ဆက်နဲ့ဖရန်ကီဒီချောင်တို့လိုနာမည်ကြီးကစားသမားတွေရဲ့စာချုပ်တွေဟာလည်းကုန်ဆုံးတော့မှာဖြစ်ပြီးတော့ရီယယ်မက်ဒရစ်အသင်းဟာလည်းသူတို့ရဲ့အနုပညာကိုထပ်မံပြသအောင်မလားဆိုတာစောင့်ကြည့်ရမှာပါအေးချင်းတွေကကစားသမားတွေကိုစစ်တူရင်ပွဲရဲ့နယ်ယုတ်လေးတွေလိုသဘောထားပြီးတော့ကစားသမားတွေအနေနဲ့သူတို့ရဲ့ကံကြမ္မာကိုထိန်းချုပ်ခွင့်အလွန်ရှားပါတယ်လို့ဆိုကြပါဗျာဒါပေမဲ့စာချုပ်ကုန်ဆုံးတဲ့အထိစောင့်ဆိုင်းပြီးတော့ အလွတ်ပြောင်းရွှေ့ခွင့်နဲ့အတင်းပြောင်းဖို့ဆုံးဖြတ်လိုက်တဲ့ကစားသမားတွေဟာသူတို့ရဲ့ကံကြမ္မာကိုထိမ့်ချုပ်နိုင်တဲ့ရှာရှာပါပါဇက်လိုက်တွေဖြစ်လာကြပါတယ်ပြီးတော့ Real Madrid ရဲ့ free transfer နည်းပြဟာနဲ့ပတ်သက်ပြီးတော့ဘောလုံးပိတ်တဲ့ရဲ့အမြင်ကဘယ်လိုရှိပါသလဲတကယ်ပဲအကောင်းဆုံးကစားသမားတွေက၎င်းရနိုင်တယ်လို့ထင်ပါသလားဒင်တို့ရဲ့အမြင်ကို comment မှာမျှဝေပေးကြလို့ရပါတယ်